ဧပြီလ2ရက်နေ့2025ခုနှစ်လူမြတ်ကျော်ရဲ့ညခင်ပိုင်းတင်ဆက်မှုများမှကြိုဆိုပါရစေ။ဒီနေ့ညမှာတော့တချို့သတင်းတွေကြားပြီးသားဖြစ်လိမ့်မယ်။မင်းအောင်လိုင်းကစစ်ကိုမရက်ပါဘူး။ NUG ကစစ်ကိုနှစ်ပတ်နားမယ်။မြောက်ပိုင်းညီနောင်၃ဝက်ကစစ်ကိုတလနားမယ်လို့ထုတ်ပြန်ကြေညာအပြီးမှာမလာဖက်စစ်တက်ကတော့ စစ်ကိုဆက်တိုက်မယ်ဆိုတဲ့အကြောင်းလူသိရှင်ကြားထုတ်ဖို့ပြောကြားတာတွေ့ရပါတယ်။ဒါဆိုရင်ဘာဆက်လုပ်ကြလဲ။နောက်တစ်ခုကကျွန်တော်တို့မနေ့ကနောက်ချိုအုံးမတီးမှာတရုတ်ရဲ့ကေစီရှင်တန်းတက်ချီအဖွဲ့စစ်တပ်က7မိနစ်နဲ့ပြစ်ခတ်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်။ဒီထွက်ပေါ်ချက်တွေနဲ့ပတ်သက်ပြီးကျွန်တော်တို့လိုက်လံလေ့လာမှုတွေ ရှိပါတယ်သုံးသက်ချက်ပြောမှာဖြစ်ပါတယ်နေပြည်တော်သတင်းဖုံးထားတာကိုလည်းတွေ့ရပါတယ်နေပြည်တော်သတင်းထုတ်ပြန်မှုလုံးဝမလုပ်တဲ့အခြေအနေမျိုးကိုကျွန်တော်တို့တွေ့နေရပြီးစကိုင်းမန္တလေးငလျင်ဘေးနဲ့ပတ်သက်ပြီးအထူးသတိပေးစရာတွေကျွန်တော်ရှိပါတယ်ဒီနေ့ဒီအချိန်မှာကျွန်တော်တို့နိုင်ငံသူ နိုင်ငံသားတွေဟာကိုညီကိုမတက်ရက်နေတဲ့မြေပေါ်မှာတော့ ရက်နေဖို့မယုံကြည်ရတဲ့အခြေအနေမျိုးကိုအိမ်ကိုရှာတကားပိတ်တော့ခတ်ပြီးလုံကြုံမလားလို့အတွင်းနဲ့နေခဲ့ကြတဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေဟာကိုအိမ်ကိုရတဲမှာတော့လုံကြုံမှုမရှိတဲ့အခြေအနေ COVID-19 ဖြစ်တယ်ရေတွေကြီးတယ်မိတွေလောင်နေစစ်ပွဲဖြစ်တယ် ထပ်ပြီးရေကြီးတဲ့ငလင်လောက်တယ်2021,2022,2023,2024ရှင်းရှင်းတတ်ထုတ်ချကြည့်ရရင်မရောက်လိုက်အာနာသိမ့်ပြီးကလေးကယနေ့အချိန်ထိ ကပေးကြီး၃ခု၄နှစ်အတွင်းမှာဖြစ်ခဲ့တယ်ဆိုတာတော့ဘယ်သူမှငင်းလို့မရပါဘူးမြန်မာကြီးငိုလိမ့်မည်ဒီလိုတပေါင်ကြီးလေ ရှိနေပါတယ်။ဒါအပြင်မှာမေယောလိုင်းဘတ်စတအာနာသိမ့်ပြီး၄နှစ်တာကာလမှာကပ်ဘေးကြီး၃ခုကြီးကြီးမားမားဖြစ်ခဲ့ပါတယ်။ COVID-19 တတိယလိုင်းလားဒုတိယလိုင်းတတိယလိုင်းနောက်တစ်ခုကရေကြီးဆယ်ကျိုးဆယ်ပြက်နေပြီးတော့မှရေလွှမ်းခဲ့ရတယ် ရေလွှမ်းမှုတည်ကြည်ပျက်စီးမှုတွေနိုင်ငံနဲ့တဝန်းဖြစ်ခဲ့နောက်တစ်ခုကတော့ဒီကနေ့ကမ္ဘာရဲ့အင်အားအပြင်းထန်ဆုံးနှီးပါလို့ပြောလို့ရတယ်ငှက်လျင်ပြီးနေပြီးတော့တခွင်လုံးနှီးပါပြူချနေပြီးစီယုံကျုပ်ပါမကျက်တိုင်းစစ်ဌာနချုပ်ဂျုံခလာရ85ရွာတော်တိုက်ခိုရေးစခန်းတဆက ။နေမြင့်သောတထောင်တို့လည်းထိခိုက်ပျက်စီးရလို့ကျွန်တော်တို့စုံစမ်းသိရှိရတယ်။ဒါပေမဲ့ဖက်စစ်တပ်ကတော့နေပြည်တော်သတင်းကိုလုံးဝအမှောင်ချလာတဲ့အတွက်ပြည်သူတို့ကနေပြည်တော်သတင်းတွေရိုက်တင်ကြလာ။ Facebook စာမျက်နှာတွေမှာနေပြည်တော်ကလူတွေရိုက်တင်ကြပါခလာ85ကတော့ပျက်စီးမှုအများဆုံးခလာ85ဆိုတော့ပြင်မနာသားတွေတိတယ်ရန်ကုန်မန္တလေးလမ်းပေါ်မှာရှမ်းကန္တာကမြင်းစည်းရုပ်မြင်းစည်းရုပ်ပြီးရင်တန်သားတို့လေး ဲ့ဘေးမှာကဲ့ရတီရှိတယ်။အဲ့ဒီဘေးကမြောက်ပြီးဗန်အုပ်ဒိုင်းတွေလည်းပြူကြတယ်လို့ကျွန်တော်သိရတယ်။နောက်တစ်ခုကသဲမြူအခြေဆိုင်စကာခါချရရစရာမရှိအောင်ပျက်စီးတယ်။ဂရိတထောင်စီယိုတမ်းတော့နေပြီးတော့ရှင်းပတ်ဒီလောက်ပြက်လက်တဲ့အထိလူနာတွေဟစ်စ်ခွေးတိုက်တဘာဝတရားကြီးကတန်ခတ်တယ်လို့ကျွန်တော်သိရပါတယ်။မလာကိုရင်တို့တက်ဖြစ်တဲ့ ခမရ305တဝင်းပြိုကြပြီးမတာပေါ်တဲ့အစီအတွက်ဖတ်စစ်တက်ကအမောင်ချတာပါဆိုးရဲ့ကွေတော်တက်ခလရ85မက်စီ6ယောက်ကြိုက်တယ်လို့ကျွန်တော်တို့အကြံဉာဏ်သိရပြီးဒဏ်ရာရသူကတော့ဖောကနဲ့နှစီးတိုင်းရှိနေတယ်လို့သိရပါတယ်အယောက်20တေဆုံးမှုကတော့မာတရာနှစ်ဖြစ်ပါတယ်အဲ့တော့ မတ်လ28ရက်နေ့မှာလုတ်ခဲ့တယ်ငလင်းနေပြီးတော့ဘုံတိုင်းကျဲအောင်ပြိုကျလွတ်တော်အဆောက်အဦပြိုကျလို့ဒီပါစေယုံကျုံနဲ့ဝင်ကြီးယုံနဲ့အကုန်ပြူဝန်ထမ်းလိုင်းကနေလေးတက်ကနေတုံးတက်ဖြစ်နေတဲ့အခြေအနေမှာစီရေးပြလာတဲ့အင်အား8000ဆိုတဲ့ကောက်နေမတားတဲ့လုံးဝမထုတ်ပြန်ဘူးလို့တေးတာတော့ရဲရဲတန်ကုန်မတင်ရဲအတုပမချရဲတဲ့ တေးတာတော့မျက်နှာညိုးမျက်နှာမွေးနဲ့တေးရတဲ့ဘဝအဲ့ဒါ passive လောက်ကစစ်မှုခံတဲ့ passive လောက်ကစစ်သားတွေရဲ့ဘဝကိနိုင်းဆိုတဲ့ထိုင်းကစစ်ခွေးတွေလောက်တော့စစ်ခွေးလေးတွေလောက်တော့အတိတ်တရားမရှိတဲ့ကောင်းပြီးဘီသူလူလူကတော့တေးတာတော့မဲသေးလို့စိတ်ပူမိတာကမတေးပါဘူးပဲလို့ခဏခဏကြားရပါတယ် နေပြီးတော့ရှိပင်အရာဝင်းပြုတ်ကြပျက်စီးတယ်စောက်ဖက်ကိုမလုပ်ပါဘူးမင်းအောင်လိုက်တယ်တတရွှေနဲ့သာအင်အားကတော့တာမန်ပဲပြက်ပါအင်ဂျင်စင်းကဝန်ထမ်းအရာတွေမြင်ကြည့်တဲ့ပျောက်သွားပြီးဝန်ထမ်း၅ဦးသေဆုံးတယ်လို့အကြမ်းမြင်သိရတယ်။အာကာကွင်းနေပြိုကျပျက်စီးပြီးသမင်းတို့ပို့နေရပါတယ်။အဲ့တော့မနေ့ကမန္တလေးကိုမလာသွားတယ်။မန္တလေးနဲ့ချင်းထထုတ်တယ်။စစ်ယုံကျုပ် နေပြီးတော့စေယုံကျုပ်ဘုံပြုတ်ပြီးကွက်ကွက်လေးလှုပ်ပြီးတော့အစေယုံကျုပ်ပြိုကျမသားပေါ်ရင်တော့အကောင်ဆုံးပဲပေါ့ဗျာအဲ့တော့ဒါပေမဲ့ဖတ်စစ်တာဟာဒီလိုကိုယ့်ရဲ့တသားပေါ့နော်စစ်တီဘူပါတွေငလင်ကြောက်သေဆုံးပြိုကျပျက်စီးမှုတွေရှိနေပေမဲ့တဇက်ကလေးမှလူအသည့်လူစိတ်ဓာတ်မရှိပါဘူးစစ်ကိုဆက်တိုက်ပါမယ် လေနဲ့ဘုံကိုနှိမ့်စင်ကျဲနေတယ်ဒီကနေ့လည်းနောင်ချူကိုထက်ကျဲတာပါဆတ်တက်လေဒီနဲ့ပြစ်ခတ်မှုတွေစကိုင်းတခွင်ပါဗမာပြည်ရဲ့အကြီးမားဆုံးငလင်ဘူချက်ဖြစ်ပေါ်ရစကိုင်းတခွင်ကိုဆတ်တက်လေဒီတွေနဲ့ဘုံချဲမှုတွေလုပ်နေပါတယ်တမတော်ရဲ့စီရဟရင်ဆိုတဲ့ဟာတွေဟာပြည်သူပြည်သူလူထုကိုတတ်ဖို့တာအသုံးပြုနေပြီဆက်တိုက်ခြင်းနဲ့လူသူအယောက်ပေါက် သွားလို့မရတဲ့နေရာတွေကိုဂျင်းတန့်ပေးတာမျိုးတွေလည်းမကြားမိတဲ့အတွက်ဖက်စစ်တပ်လက်ထဲမှာ ရှိတဲ့အရာမှန်သမျှဟာပြည်သူလူထုကိုတက်ပြီးတိုင်းပြည်ကိုဖျက်ဖို့ဆိုတာကိုပုံမူပြီးတော့ခိုင်မာစွာကျွန်တော်တို့မြင်ရပါတယ်အဲ့တော့ဒီလိုစစ်ဒီလိုကလေးဘေးပေါ်ကပ်ကပ်ဘေးအကြီးအကျယ်ဖြစ်နေချိန်မှာ ကျွန်တော်တို့ကရင်ရှမ်းမြောက်စကိုင်းဘကိုးနေရာမအခုဒီကြောင်းတိုက်ခိုက်မှုကြီးလုပ်နေပါတယ်။ကဲဆယ်ရှာပွေကြီးကိုအလုတ်ပြပြီးအငိုင်အငိုင်ဖန်းတိုက်ခိုက်လို့လည်းအနေထားကိုတွေ့ရပါတယ်။ဆိုတော့ကမြောက်ဆန်းအမြောက်တက်မှာလဲထိတွေ့တိုက်ပွဲတွေဖြစ်နေလို့ကပ္ပဆိုင်ထုတ်ဖို့ကြီးအကုန်လုံးလက်ရှိရက်ဆိုင်ထားရပါတယ်။ကပ္ပဆာ စက်ယုံကိုစစ်တိုင်းမှုတွေအကြောင်းကိစ္စရှိလို့ဝင်မယ်ဆိုရင်တော့ကကကြီးကိုတရေပို့ပြီးဝင်ရမယ်ရိုက်ကူးရေးအဖွဲ့မပါရဆိုတဲ့အခြေအနေမျိုးတွေတိဖတ်စစ်တပ်ထဲမှာဝရုံတုံကကိုကဲအုတ်ချုပ်မှုပုံစံပြည့်ရင်းပြူကြရအောင်ကျွန်တော်တွေ့ရပါအဲ့တော့ဒီကနေ့မှာဒီအခြေအနေကိုကျွန်တော်တို့တွေ့နေရပြီနောက်ထပ်တရင်တစ်ခုအနေနဲ့ မန္တလေးကိုပြောပြခြင်းပါတယ်မန္တလေးနဲ့ပတ်သက်ပြီးမန္တလေးဒေသခံစေယုံကြီးမှာအလောင်းတွေကိုတိုင်းတည်ယူပြီးတော့ဖြစ်ပြနေတဲ့အခြေအနေဒါတွေနဲ့ပတ်သက်ပြီးတော့မြေပြင်ကအတန်တစ်ခုကိုကျွန်တော်မကြခင် ပြီးရင်ဗီဒီယိုအဲဖုန်းနဲ့ဆက်သွယ်ပြီးတော့ဗီဒီယိုရိုက်ကူးရယူပြီးတော့မနှက်ဖြန်9နာရီမှာတင်ပေးမှာဖြစ်ပါတယ်မန္တလေးကငလင်း ။တန်ကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်ပြီးတော့ကျုပ်မိမှာခိတခဏနားခုနေရတဲ့ပြည်သူလူလူကိုတကယ်မှန်းတဲ့စောက်ဖို့ဆိုပြီးဖယ်ခိုင်းတဲ့တရင်တွေကျွန်တော်တို့ကြားနေရပါတယ်။ဆိုတော့ဒီအချိန်မှာလူလူဟာတချို့တွေပြောနေတာပါပါ။တော့ဆွဲဒါဆွဲပြီးတော့ရှိသည်များ 是亏嘛？的棉花，但看将来难言着。嗯。第六多大？面积多？啊，白天从土包里细腻啊，这个不对呀。对。这个好比以前的那些人呢，我七牛米表啦、吃皮多，都得吃点胶胶呀，没有那个时代呢。 စစ်ကိုမရက်ဘူးလို့တရားဝင်ကြေညာသလိုနိုင်ငံတော်ဝန်နေချင်းအထိမ့်မှန်နေဆိုပြီးတော့အလန္တန်ကြီးတဝက်ချလူကြားကောင်းအောင်လုပ်ပြအိန္ဒိယသဗ္ဗရာရီယာရီနဲ့ဖုန်းဆက်ပြီးတော့မင်းသားကောင်းဆောင်ပြနေတော့မကြာခင်မှာပဲလင်းနဲ့ဘုံကျဲတဲ့အခြေအနေတွေကဘာကတိရှိသွားပြီးဘလူးရုပ် ပေါ်သွားပါတယ်ဒီကနေ့ဆိုရင်ကမ္ဘာတည်ရင်ရက်ရက်မှာဒီနေ့ဆိုရင် Guardian သတင်းစာကြီးကငလျင်ပြီးကတ်တင်နေတဲ့ပြည်သူလူထုတွေကိုစစ်ကောင်စီကအချမ်းပဲလေနဲ့တိုက်ခိုက်နေတယ်ဆိုတဲ့အကြောင်းအကျတုံးဝင်ရေးသားဖော်ပြလာတာကိုတွေ့ရပြီးဟိုတတိကတော့ Agencya ကအသေးအချာပြောပြပါတယ်ငလျင်ဆက်ဆက်အလုပ်ချင်းနေမှာပဲဘုံကြီးကျဲချနေတဲ့စစ်တပ်ကိုကဘာကြီးကဘာမှမလုပ်နိုင်ဘူးလားဆိုတော့ သတင်းဌာနတွေရေမင်းခုထုတ်မှုတွေအများအပြားရှိနေပါတယ်။လူစံမှုရုံမှာမှုတွေဟာတိုက်တာလို့မရလောက်အောင်ကိုရုံမှာတော့လာဒီချင်းနေတဲ့ထပ်တူကေဇေးကြီးတွေကိုဝင်ပွေမပေးတာတွေကန့်တတ်တာတွေလက်ရှိကေဇေးကြီးဟာစကိုင်းကိုလောက်လောက်လာလာတိုက်ကြုံမှမရောက်သေးတော့ကျွန်တော်တွေ့ရကိုရကိုရွာကိုထူကိုဒနဲ့ ်ဆေပေါင်းတူလေးနဲ့ရှိတာလေးထုခွဲအသက်ကယ်လို့ရလို့ညာညာစူးစမ်းနေရတဲ့ပြည်သူလူတွေရဲ့ကိုထူကိုထကိုထူကိုထဆိုလို့ကွန်ကရစ်လမ်းတွေခင်းတော့ကလည်းမှတ်မိသေးဗျကိုထူကိုထလမ်းခင်းတာကိုလန်ကကိုပတ်စံကောက်ပြီးခင်းကြတာအချိန်တန်တော့လမ်းထိပ်မှာကြန့်ခန့်ကြီးကဆိုင်းပုတ်လာတက်ပြီးသူတို့ခင်းတယ်လို့ပါတယ်လို့လုတ်တဲ့စောက်ချိုးမျိုးဖက်စစ်တဲ့တိုက်မှာအမြဲရှိပါ မန္တလေးမှာဆိုလဲဂျန်တဲ့နေရာတွေကိုအဓိကမထားဘဲဖက်စစ်တပ်ရဲ့ဆွေရိတ်မျိုးရည်မကင်းတာတွေပတ်သက်ဆက်ဆက်သူတွေနေတဲ့ staff villa ကိုအဓိကထားပြီးတော့ပဲကယ်ဆယ်နေတာတွေ့ရပါတယ်။ကယ်ဆယ်တော့ဝန်တာတဲ့ဂျေစုတင်တယ်သို့တော့တာမန်အယက်သူအယက်သားတွေအတွက်တစ်ချက်မှငင်းမချီပဲဖက်စစ်တပ်ဟာသူ့စစ်တပ်အတိုင်းဝိုင်းနဲ့သူနဲ့နီးစပ်သောခရိုဒီများကိုသာ ရွေးချယ်ကဲထုတ်နေတာကိုမြင်ရတော့ထိုင်းနိုင်ငံကဒီကနေ့ဝန်ကြီးချုပ်ဆောင်ရွက်နေတဲ့အမျိုးသမီးဝန်ကြီးချုပ်ဆောင်ရွက်နေတာကိုကြည်ပြီးမင်းအောင်လိုင်ကရှက်တက်ရင်ကိုမျက်နှာကိုမျက်ခွတ်ဓာတ်နဲ့ပြီးလို့ရတယ်အခြေငလင်ကြောင့်ဘန်ကောက်မှာပြိုကျသွားတဲ့တိုက်တွေမှာထိုင်းနိုင်ငံသားမဟုတ်ဘူးနော်ဗမာနိုင်ငံသားအလုံသမားတွေကိုအင်တိုင်းရောင်ရောက်သွားပြီးတော့အားပေးနေတာများ ဘယ်နိုင်ငံကိုမှအကူအညီမတောင်းဘူးထိုင်းနိုင်ငံဟာကိုယ်နိုင်ငံရဲ့ရန်ပုံငွေဘတ်ဂျက်နဲ့အစင်းနစ်ပြင်ဆင်ထားမှုတွေနဲ့အတူတိုက်ပြိုကြမှုငလင်ကြောင့်ပြိုကြမှုတွေနဲ့ပတ်သက်ပြီးတော့တန်တွေကိုစနစ်တကျစစ်ဆင်လက်ရှိတန်ကုန်တွေကိုစင့်ခေါ်ဆောက်လုပ်ရေးကုမ္ပဏီကိုအရေးယူဖို့အတွက်အချက်လက်တွေရှာစနစ်တကျကိုစီမံခန့်ခွဲနေတာကိုမြင်ပြီးကျွန်တော်နိုင်ငံကအာနာယူတဲ့မင်းအောင်လှိုင်ဟာအာနာကလွဲရင် အိုးဖို့ဂျိုးရုပ်တော့မလုတ်တက်ပဲတော်တော်ကိုညံဖြင်းတဲ့တရဝါဖြစ်ပြီးရုပ်မာတဲ့စိတ်နဲ့သာအသက်ရှင်နေတာကိုကျွန်တော်တိတိကျကျခံမှန်းမိပါတယ်သိရပါတယ်ညင်ရပါတယ်တွေ့ရပါတယ်ကြားရပါတယ်ခံစားမိဆိုတော့ဒီလိုကောင်မျိုးကခွေးဆက်ခင်းတာကတော့အထွေအထူးပြောနေစရာမလိုပေမဲ့ကျွန်တော်တို့တော်လိုင်းဘတ်ချင်ကကိစ္စတွေတစ်ချက်ပြန်သုံးသပ်ကြရအောင် မင်းအောင်လိုင်းကနိုင်ငံတော်ဝန်ထမ်းချင်းနေလို့တယ်ကျွန်တော်တို့ကလည်းရက်သက်သက်ပတ်ပတ်ဝန်ထမ်းချင်းဆိုပြီး NUG ကထုတ်ပြန်တယ်ဒီနေ့ PDF ကူညီကြေးစည်းလုံးနေတယ် PDF တိအဖမ်းခံရတယ်ဆိုတဲ့တရင်ကြားနေတယ်ကျွန်တော်တရင်ကိုလိုက်နေလို့ရှိတယ်ဆိုတော့ကျွန်တော်တို့ကတော်လန်ကြီးကိုဝင်စိုးထွက်စိုးလုပ်လို့ရသလားခဏနေဟိုအမေကဈေးဝယ်ကန်းလို့လမ်းထိတ်မှာဂျေပေါက်နေလို့ထွက်စိုးတော့ဝင်စိုးတော့ပြီးမှပြန်လာမယ်လို့ရသလား တော်လိုင်းဆိုပင်မပင်မရင်ကြီးတစ်ခုလိုပဲထားပါတော့လာသည်မကသည်မဖြစ်သည်မကိစ္စတွေကိုတော်လိုင်းရင်ပင်မရင်ကြီးကတော့မပြတ်မောင်းနေနေပြီးဖြစ်တဲ့ကိစ္စတွေပန်သည်မတော်လိုင်းရင်ရင်ကြီးရဲ့ဘေးမှာပဲကပ်ပြီးတော့ဖြည့်ရှင်းသွားရမယ်လို့ကျွန်တော်ကမြင်ပါတယ်အဲ့တော့ကျွန်တော်ကပထမတည်းကပြောတယ်တိုက်ရင်ကူပြည်သူကိုလည်းကူစစ်ကိုလည်းပြီးကျွန်တော်ပြောရဲ့အယူဆ ီနေ့ဦးလိုက်ဝင်းတယောက်ပြောတာလည်းရှိသေးတယ်။ NUG ရတဲ့စစ်ကောင်စီကိုရာဇသံပေးနိုင်စွမ်းမရှိဘူးလားဆိုလေမိကုန်းလေးတခုကျွန်တော်ကြားလိုက်တော့ပတ်ကလေးနားထောင်လိုက်တာ။အဲ့တော့စက္ကဆာမြန်မာပြည်ရဲ့အစိုးရနဲ့တော်လိုင်းအင်အားစုများမှရာဇသံပေးအပ်သည်။တိုင်းပြည်တွင်ဖြစ်ပေါ်နေသောငလျင်ကပ်ပေးအတွက်နိုင်ငံကအဖွဲ့များကကေစီ၊ခွင့် 文雅款专业，对，你比如鲁鲁古，奈个侬上过年给咱一毛七千八呀，到别的佬到给咱过年也比四毛五，高个毛，么有得毛样么少，少些呀，来，这个怎样呀？太少毛样呢，啊，像这个呢，哪毛样多？奈个侬嘛，少几倍哎，以前毛马来，那娃娃，真个罗，有得人认为，所以呢，台湾一摇倒来，一点毛嘛。 တရဇတ်ထိုးစစ်ရှင်ကနိုင်ငံနဲ့တဝန်းတိမ့်ပိုက်ထိန်ချုပ်ကြားယူပြီးပြည်သူလူထုကိုကဲ့တင်ပြီးဖြစ်ကြောင်းနိုင်ငံကအကူအညီဖွဲ့များကိုဝင်ရောက်ခွင့်ပြုပြီးပြည်သူနှင့်တိုင်းပြည်အတွက်စုံရွံ့ပြီးဖြစ်ကြောင်းကျွန်တို့ကြေညာပြီးအဲတော့အဲ့လိုမျိုးလေးဟောဘိုင်းဒီတာမျိုးမလုံးနိုင်ဘူးလားစစ်တပ်နောက်ကတကောက်ကောက်လိုက်ပြီးစစ်တပ်လုံးသမျှလေးတွေကို မပြောရဲမဆိုရဲတလူမျိုးနဲ့စစ်ကိုလည်းပြ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 ခိုင်ခိုင်မာမာတီတီတက်တက်တိုက်ခိုက်လို့စိတ်ကောရှိကြရဲ့လားတုံလန်ကြီးစင်နွဲနေလို့တွေလို့ဘောခံယူထားပါရဲ့တလားဆိုရဲမိခိုးလေးအများကြီးရှိတာလေအခုကတော်လိုင်းရင်သမားပုံတဘုံမမပေါဘူးအဲ့ဒီအန်တီတီကလူတွေကြည့်သူတို့ကသူတို့ဝင်ချင်းများဝင်မင်းများတဲ့မှာအာဒီလိုဖိတ်တွေရွှေ့တွေဟိတ်တွေနဲ့အခုလက်ကြော ပြန်ပြန်ဝယ်ဦးဘယ်နိုင်ငံကမှလည်း NUG နဲ့ပတ်သက်ပြီးကေဇေရီအတွက်စကားပြောတယ်ဘူးတရေမထုတ်ပြန်ဒါမတွေ့ရနော်ဝန်တမနာကြီးကတော့ကေဇေရီနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းဖြစ်မိပါလေပါပြောဒိန်းလည်းတက်ပြီးတော့စစ်တပ်ထိန်းချုပ်ထားသောနေရာများကိုစစ်တပ်ထိန်းချုပ်ထားသောနေရာများရှိပြည်သူလူမျိုးကိုမကယ်တင်နိုင်သောကြောင့်တောင်းပန်ပါတယ်ပြည်သူကတောင်းပန်တာဒီ သဘောပန္နာတွေလူကျင်တာမဟုတ်ဘူးဝင်တိုက်နိုင်အောင်တိုက်ပြီးတိတ်သိမ့်ပြီးတော့ထိတ်ထိမ့်ပြီးတော့ပြည်သူမျိုးအတူတိုက်ပြီးကိုတီဆောက်ဒါမျိုးလူကျင်နေတာပြည်သူရဲ့နှလုံးသားကိုနည်းနည်းလေးတော့တီးချပေးပါလို့ပြောရင်ငလိနောက်ဆုံးသတင်းများရငလိများဖြစ်ပေါ်ပြီးပါကမြေအကွဲเจ้าများဖြစ်ပေါ်ပြီးမြေအောက်ရှည်ရှွန့်ရှွန့်လို့ပေါ့နော်မြေအောက်ရည်နဲ့ရှွန့်လို့နေတဲ့ဇက်ဝင်ရောက်လာပြီးအိမ်ပြိုကျမှုတွေဖြစ်ပေါ်နိုင်ပါတယ် တတအတွင်းလမ်းတွေအိမ်တွေကိုလုံးဝပြင်ဆင်မှုမလုပ်ပါနဲ့ထပ်မံပြိုကျမှုထပ်မံလှုပ်ခတ်မှုတွေအနည်းနဲ့အများရှိနိုင်ပါလေအဓိကတော့အိမ်တွေကျွံ့ဝင်သွားမှုတွေရှိနိုင်ပါလေမြေကြီးကအကွဲပြီးနောက်အဲ့နေရာကိုဝင်ရောက်လာတဲ့ရွှွန်စည်းနဲ့ရေဟာရွှွန်စည်းနဲ့ရေကပြော့ပြီးတော့တန်200တန်200အလေးချိန်ရှိတဲ့အဆောက်အဦတွေပြိုကျနိုင်ပါလေငလေလုံးပြီးတလအတွင်း9.8ဆိုတဲ့ ဟတ်တာစတင်းရှိတဲ့ငလင်မျိုးဟာငလင်လိုပြီးတလအတွင်းမှာနှစ်တန်ရှိအနှစ်တန်အလေးချိန်တန်၂၀၀ချိန်ရှိတဲ့တန်၂၀၀ချိန်ရှိတဲ့အဆောက်အဦတွေဟာအချိန်ပြည့်မြေကျွမှုဖြစ်နိုင်ပါတယ်။နံပါတ်၄ရေကြီးမှုမိုးရွာမှုတွေတစ်ဆက်ဖြစ်ပေါ်နိုင်ပါတယ်။ငလင်ရောရေကြီးကြောင်းတွေပြောင်းသွားတာမျိုးငလင်ရောပင်လေကြီးရောကျဲမြင့်အကွဲမှုတွေဖြစ်ပြီးကြီးမားတဲ့လိုင်းလုံးဆူလာမီမျိုးတွေလည်းဖြစ်နိုင်တဲ့အတွက် ဂရုစัจကြပါမိုးရွာရင်တော့မြေပြိုမှုတွေပုံမဆိုးရွားလာမှာဖြစ်တဲ့အတွက်တိုင်းပြည်လုံးကနိုင်ငံသူနိုင်ငံသားအပေါင်းကိုကိုအားကိုကိုပြီးရှင်တန်နေရတဲ့အတွက်ဗျာဂရုစိုက်ပေးပါအသက်ရှင်ပြီးပါရှင်တန်ပေးပါလို့ပြောရင်အနာဂတ်တိုင်းပြည်ကိုကျွန်တော်တို့အတူတူစောင့်ကြရအောင်တစ်ချက်ကလေးမှ စိတ်လျှော့ပါမယ်အစိုးရသုံးသောခရဲ့ဖြတ်တမ်းမှုမှာကျွန်တော်တို့ကြံ့ကြံ့ခံရက်တည်ပြီးတစ်ချိန်မှာဒီဒုက္ခတွေကိုဟာတအဖြစ်ပြန်ပြောကြရအောင်ဒီနေ့တော့ဒီတော့ပဲအားလုံးကိုကျေးဇူးတင်